ကလကပါဖလားမှာရင်ဆိုင်ရမယ့်အသင်းအလုံးကိုခွဲချမ်းစိတ်ပြပြီးရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေပြီဆိုတဲ့မာရက်စကပရိသတ်မန်တော်ပဲမိလားဗျာဘလူးလိုင်းကင်းကနေပြန်လဲကြိုးလိုက်ပါရင်ချဲစီကတော့ကလကပါဖလားပြိုင်ပွဲဝင်ဖို့အတွက်အမေရိကန်ကိုထွက်ခွာသွားခဲ့ပြီဖြစ်ပါရင်ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ဘာတွေပြင်ဆင်ထားရင်ပြိုင်ပွဲအပေါ်ဘလူးတော်ထားရင်ဆိုတာနဲ့ပတ်သက်လို့မာရက်စကက ကျွန်တော်ဟာအခုဆိုရင်တခြား Premier League အသင်းတွေနဲ့ဥရောပကအသင်းတွေလိုဆက်ဆက်မှုရှိတဲ့ဝေးလံတဲ့နိုင်ငံတွေကအသင်းတွေကိုရင်ဆိုင်ရမှာပါ။ဒါပေမဲ့အသင်းတွေရဲ့ပွဲစဉ်တွေကိုတက်နိုင်သမျှများများကြည့်ပြီးအသင်းစိတ်ကြကြခွဲချမ်းစိတ်ပါကပြင်ဆင်မှုတွေပြုလုပ်ထားပါရင်အမေရိကမှာကစားမှာဖြစ်ပြီးမတူညီတဲ့အားကစားကွင်းတွေပေါဝင်ခြင်းတွေမှာကစားရမှာပါ။ဒါရင်အားလုံးကကျွန်တော်တို့အတွက်တွေမကောင်းရင်ပြန်မဝင်အားလုံးအတွက်အသင်းဆန်းတွေပါ။ဒါကပြန်ပွဲအသစ်ဖြစ်တာကြောင့်ဘာမှဆိုဖြစ်သွားနိုင်ပါတယ်လို့မှတ်ချက်ပြီးပြောကြားလာခဲ့ပါရင်။ဘိုင်းဆိုင်ပြောပြချက်တွေကိုကြည့်ရင် ်ချဲစီတင်အား2025ဖေဖော်ဝါရီကလပ်ကပလာမှာစင်ကာပူနဲ့ရင်ဆိုင်မှုစိတ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်နေပြီးပြိုင်ပွဲတွေကိုအသေးစိတ်ခွဲချမ်းစိတ်ပြပြင်ဆင်ထားရတဲ့ဆိုတာထင်ရှားပါတယ်ချဲစီအား2024-25ရာသီမှာမာရက်စကိုင်းလောက်အောင်မှာပုံစံကောင်းပြခဲ့ပါတယ်ပရီးမီယာလိမှာဆင်လေးရပြီးကွန်ဖရင့်လိကိုရောက်နိုင်ခဲ့တာကအသင်းရဲ့တည်ငြိမ်မှုနဲ့အောင်မြင်နိုင်စွမ်းကိုတည်တည်ပြနေသလိုပါပဲကိုပါမာအန်ဆိုကိုင်းစီတို့နန်ဒိုဂျက်ဆင်တို့လောက်စားမားတွေရဲ့အသိခေါ်ယူထားတဲ့ဒီလက်ရဲ့အငှားချတာရကနေပြန်သိမ်းထားတဲ့အန်ဒရီဆန်တိုတို့ရဲ့အားလုံးပေါက်လိုက်ရင်ချဲစီရဲ့အင်အားဟာတောက်တင်းတဲ့အနေအထားကျမှာရှိနေပါတယ်မာရက်စကိုင်းရဲ့ပြိုင်ပွဲတွေကိုအသေးစိတ်ခွဲချမ်းစိတ်ပြမှုနဲ့ပြင်ဆင်မှုကချဲစီ အတွက်အားသာချက်တခုပါသူရဲ့နေပြပုံစံဟာပက်ရဲ့လွမ်းမိုးမှုကိုခံယူပြီးထိန်းချုပ်ကစားဖို့နဲ့နေရာယူမှုကိုအလေးချပါတယ်ကွန်ဖရင့်လိဖိုင်နယ်မှာဘက်တစ်ကို၄ဂိုးတခုနဲ့ဂိုးပြတ်နိုင်ပြီးဆိုလာအောင်မြင်မှုနဲ့ရာသီသိမ်းနိုင်ခဲ့တာကြောင့်ကစားမတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းအမြင်ဆုံးရအောင်ဆွဲတင်နိုင်ပါတယ်အမေရိကရဲ့မတူညီတဲ့အားကစားခွင့်တွေနဲ့ပေါင်ရင်းချင်းကိုရင်ဆိုင်ရမှာကိုမာရက်စကာကအသေးစမ်းဖြင့်သတ်မှတ်ထားပြီးဒါဟာပြန်ဝဲရင်မတည်ကြမှုတွေကိုဖြစ်ပေါ်စေနိုင်တယ်လို့ဆိုရင်ဒါကချင်းစီအတွက်ခွင့်ရေးလည်းဖြစ်နိုင်တယ်ကျွန်တော်ကတော့ချင်းစီအုပ်စုကျုပ်ဖို့60ရာခိုင်နှုန်းတည်ချနေတယ်လို့မြင်မိပါတယ်ပြည်သူများရဲ့အမြင်ကရောဘယ်လိုများရှိကြပါမလဲ